မင်္ဂလာပါရှင်ရောင်းကတိချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်ဝမ်ရေတရုတ်ဘက်ကထောက်ခံရည်တည်မယ်လို့ကြက်ဖက်စေအုပ်စုပြောကြားဆောင်မင်းတို့ဆိုအာနာတီမြေအတွက်ခေဆက်ဆက်တရုတ်ကိုအောက်ကုတ်ခဲ့ရတဲ့စေအုပ်စုအနေနဲ့တရုတ်ရဲ့တနိုင်ငံနဲ့မူဝါဒကိုထောက်ခံပြီးထိုင်ဝမ်ရေတရုတ်ဘက်ကရည်တည်သွားမှာဖြစ်တယ်လို့လက်ကောင်းတွေပြောကြားဆောင်မင်းတို့ကတော့ပြောဆိုလိုက်ပါတယ်။ဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်ရေပြောဆိုမှုပေါ်မီဒီယာတွေကသဘောထားမှတ်ချက်မေးမြန်းခဲ့ရမှာဆောင်မင်းတို့ကအခုလိုပြောတဲ့ဖြေကြားခဲ့ရပဲဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်တဲ့အထိုင်ဝရေးနဲ့ပတ်သက်ပြီးပြောကြားချက်တွေကိုကျွန်တော်နိုင်ငံတကာမီဒီယာမှာတွေ့လိုက်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့မြန်မာနိုင်ငံသဘောထားကတော့မြန်မာနိုင်ငံဆိုရကတရုတ်နိုင်ငံရဲ့တရုတ်တနိုင်ငံနဲ့မူဝါဒကိုခိုက်မစွာထောက်ခံရည်တည်ရရှိလို့ဆော်မင်းတို့ကဆိုလိုက်ပါတယ်။မြန်မာနိုင်ငံအနေနဲ့တရုတ်ရဲ့တနိုင်ငံနဲ့မူဝါဒပေါ်ခိုက်မစွာထောက်ခံရည်တည်ရရှိရကိုမင်းအောင်လိုင်းနဲ့တရုတ်နိုင်ငံကောင်ဆောင်နဲ့တွေ့ဆုံချိန်တော့လည်းထထောင်းတီဗီပြောကြားထားခဲ့ပြီးဖြစ်တယ်လို့နှစ်နိုင်ငံငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်မူခြင်းကားချက်ရဲ့ပထမချက်ပါတိုင်းတရုတ်နိုင်ငံနဲ့မြေတည်တဲ့ခိုင်မြဲမှုနဲ့အချုပ်ချအာဏာပိုင်ဆိုင်မှုပေါ့။ ြန်မာကလေးစားပြီးတော့အစဉ်အမြဲတောက်ကန်ရတဲ့လို့ဆိုမင်းတို့ကဆက်ပြောတယ်တရုတ်မြန်မာနိုင်ငံကအိနီချင်းမိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပြီးမဟာပြည်မိတ်ဖက်နိုင်ငံတွေနဲ့အေးတူပူများတိုင်ဝန်ကိုတည်ဆောက်နေတဲ့နိုင်ငံတွေဖြစ်တဲ့ဒီချက်ပေါ်မှာမြန်မာကအထူးလေးထားတမိုးထားလို့ဆိုမင်းတို့ကဆိုပါတယ် ဟိုင်ဝမ်ရင်းနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံတိုင်ဝမ်ကိုဝင်ရောက်တိုက်ခိုက်ပါကတဟဂျပန်ရဲ့ရှင်တန်ရည်တည်မှုကိုချိန်ကျတာလို့သတ်မှတ်နိုင်တယ်လို့ဂျပန်ဝန်ကြီးချုပ်ကပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့မှာပါလီမန်မှာပြောကြားခဲ့တာဖြစ်ပါတယ်။ဂျပန်ဝန်ကြီးချုပ်ရဲ့ခုလိုပြောဆိုမှုကြောင့်တရုတ်နဲ့ဂျပန်နိုင်ငံဆက်ဆံရေးတင်းမာမှုတွေဖြစ်ပေါ်နေပေမဲ့ဂျပန်ဝန်ကြီးချုပ်ကသူ့ရဲ့ပြောဆိုမှုပေါ်တရုတ်နိုင်ငံကိုတောင်းပန်မှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။ဆက်လက်ပြော ဒီ BGF နဲ့တည်ခဲ့ပြီးတဲ့တပ်ဖွဲ့ဝင်ဂျပန်စစ်တပ်စစ်ဝေဆောင်တော်ဝေးရမယ်လို့သတင်းထွက်ပေါ်။ကင်းနယ်ကြားဆောင်တဲ့ BGF နဲ့ဒီမိုကရေစီကြိုးပြခင်းတမ်တော့တည်ခဲ့ပြီးတဲ့တပ်ဖွဲ့ဝင်နေနေနဲ့စစ်တပ်ရဲ့စစ်ရောင်စစ်ယူနီဖောင်းကိုတော့ဝေးရမယ်လို့မိန့်ထုတ်ထားကြောင်းကင်းစင်တရမြစ်တန်ကနေသိရပါဗျ။သူတို့စစ်တပ်ယူနီဖောင်းအစင်ဝင်မှာစစ်တပ်ကလက်ခံမှလို့ပြောတယ်။ BGF ပျောက်ကြတယ်။ကွန်ပျူတာကွက်တွေအဝါကွက်တွေဝင်လို့မရတော့စစ်တပ်လိုအစင်ဝင်မှာဒီနေ့ပဲသတင်းထုတ်ပြန်လာလို့ကရင်စစ်တပ်တရင်ကပြောတယ်။ စောချင်းသူဦးစီးရဲ့ PGF နဲ့ TKB တက်ဖွဲ့တွေကကြားဖြတ်လုပ်ငန်းကြောင့်နိုင်ငံတကာစောင့်ကြည့်ခံနေရတဲ့ခရင်လက်နက်ကိုင်ဖွဲ့စည်းလည်းဖြစ်ပါတယ်။ပြီးခဲ့ရပိုင်းကစပြီးကြားဖြတ်လုပ်ငန်းတွေလုပ်ကိုင်ရမြောက်ရီရွှေကုန်းကနဲ့ KK ဘက်တို့ကစစ်တပ်ကဝင်ရောက်ဖမ်းဆီးမှုပြုလုပ်နေပေမဲ့ပြည်သူတွေကတော့တိုင်းဟာနိုင်ငံတကာဖိအားတွေကြောင့်ဟန်ပြနေနေတာဖြစ်တယ်လို့ယုံကြည်နေကြတယ်။ PGF နဲ့တည်ခဲ့ပြီးတော့၎င်းတို့နယ်မြေထဲမှာကြားပြန်လုပ်ငန်းလုပ်ကိုင်နေရကိုတရားဝင်ခွင့်ပြုထားသူတွေဖြစ်ပေမဲ့အခုလိုနိုင်ငံတကာကနေစောင့်ကြည့်လာခဲ့တဲ့အခါမှာတော့သူတို့ဟာအမြင်ငှားရတာရှိကြောင်းကြားပြလုပ်ငန်းတွေလောက်ကိုင်းနေရကိုသူတို့မသိကြအောင်စသဖြင့်အင်တာဗျူးတွေမှာလက်ပတ်ဖြေဆိုနေကြတာကိုတွေ့ရပါတယ်။အမေရိကန်ဆွေးဘဏ္ဍာရေးဝန်ကြီးဌာနပြီးခဲ့နိုဝင်ဘာလ10ရက်နေ့မှာအမေရိကန်နိုင်ငံသားတွေကိုပြင်ပထားလိမ့်လည်နေကြားပြအွန်လိုင်းငွေလိမ်မှုတွေအတွက် DKB တက်ဖွဲ့ခေါင်းဆောင်လေးဦးဖြစ်တဲ့ Source D စောစိန်ဝင်းစောဆန်းအောင်နဲ့စိုင်းကျော်လာကိုတန်ခတ်ရေးယူကြေညာခဲ့ပါတယ်။ စစ်တပ်လက်အောက်ကဘီဂျက်ကောင်းဆောင်စော်ချစ်သူနဲ့တားနှုတ်ဖြစ်တဲ့စော်ထုတ်ဝင်မှုနဲ့စော်ချစ်ချစ်တို့ဟာအမေရိကန်နိုင်ငံသားတွေကိုထိခိုက်စေတဲ့လူကုန်ကူးမှုတွေမှာအဓိကပါဝင်တဲ့အတွက်၎င်းတို့ဦးဆောင်တဲ့ဘီဂျက်အဖွဲ့ကိုလည်းနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျွလွန်တဲ့အဖွဲ့အစည်းအဖြစ်အမေရိကန်ဆွေးနွေးပွဲက2025ခုနှစ်မေလ9ရက်နေ့မှာသတ်မှတ်အရေးယူထားပါတယ်။ ဆက်လက်ပြီးတော့မော်တော်မျိုးသိမ်းတိုက်ပွဲတွေ PNL ကဒရုန်းတပ်ဖွဲ့ဖြတ်တောင်းရင်းနဲ့ထောက်ဖို့လမ်းကြောင်းတွေတာဝန်ယူခဲ့ဦးထုတ်ပြန်စစ်တုံးမဲများပြဖန်စီရမိပြီးကျက်ဖက်စစ်တပ်ဖွဲ့ဝင်40ကျော်လက်နက်ချအညံခံခဲ့တဲ့တနင်္သာရီတိုင်းတွင်ကမော်တော်မျိုးသိမ်းတိုက်ပွဲမှာပြည်သူ့လူမျိုးရေးတပ်မတော် PNL ကဒရုန်းတပ်ဖွဲ့ဖြတ်တောင်းရင်းနဲ့ထောက်ဖို့လမ်းကြောင်းတွေအဓိကတာဝန်ဆောင်ခဲ့လို့ PNL ကတော့ပြန်နေတယ် မြန်မာတိုင်းနဲ့ဇာကောင်စဲအီဆောင်ရှာမော်တော်မျိုးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တိုက်ပွဲကိုကင်မျိုးသားလူမျိုးရေးတပ်မတော်ကောတူလေးတပ်မတော်ဗမာပြည်သူလူမျိုးရေးတပ်မတော်တနင်္သာရီတိုင်းပတ်ကပမာမေးတပ်ဖွဲ့နဲ့တူပြည်သူလူမျိုးရေးတပ်မတော်တို့ကနိုဝင်ဘာလ10ရက်နေ့မှာစတင်တိုးစစ်ဆဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မော်တော်မျိုးတိုင်းတိုက်ပွဲလေးကြာမြင့်ခဲ့ပြီးနောက်တော်လိုင်းရန်ရွှေကမျိုးကိုသိမ်းပိုက်တိုက်ခိုက်နိုင်ခဲ့ကဂျပန်စစ်တပ်35ဦးလက်ရဖမ်းမိခဲ့သလိုပြည်သူစစ်နယ်ရန်သူတပ်ဖွဲ့ဝင်40ခန့်လက်နက်ကြောင်ညှန့်ကန်ခဲ့လို့ထုတ်ပြန်ကြမှာဖော်ပြတယ်။ ထောက်ပြင်ဆဲအစုတသားကျိုးတိုင်းနိုင်ငံဘက်ကတော့ပြရလဲရှိခဲ့တယ်။ဆိုပါမြို့တိုင်းတိုက်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်ပုံသီးကြီးနဲ့လက်နက်မျိုးစုံများပြားကိုတွလိုက်တပ်ဖွဲ့ကသိမ်းဆည်းရှိခဲ့တယ်။မော်တော်မျိုးစကန်သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးကင်းမျိုးသားစီရင်တရင်ထုတ်ပြန်ကြမှာပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့တွေပါဝင်တိုက်ခိုက်ခဲ့လို့တော့ပြန်ပါတယ်။မော်တော်နယ်စပ်ဒေသမော်တော်ကုန်းသိမ်းစကန်ရှိရာမော်တော်မျိုးမြန်မာထိုင်းနယ်စပ်ကုန်းသိမ်းလမ်းကြောင်းပေါ်မှာရှိအရေးကျဲမျိုးတစ်မျိုးဖြစ်ပြီးရင်းမျိုးကိုသိမ်းပိုက်နိုင်ခဲ့တဲ့အတွက်ကုန်းသိမ်းလမ်းကြောင်းပွင့်သွားနိုင်တယ်လို့ဒေသခံတွေကမျှော်လင့်နေကြတယ်။ အကြံဖက်စစ်လက်အာဏာသိမ်းပြီးနောက်ပိုင်းနေဆက်ကုံသိန်းလမ်းကြောင်းနှင့်ပိန်စို့ဒါမြင့်ခန္ဓာရဲ့အတွက်မောတောင်ကုံသိန်းစုံကတစ်ဆင့်စီးစင်နေပို့ကုံသွင်းကုန်တင်ပေါ်မှုလည်းပမာဏများစွာရော့ချသွားခဲ့လို့သိရပါတယ်။ဆက်လက်ပြီးစစ်ကော်မရှင်တက်ဆက်တက်လေးတစ်စီကိုမြိုင်နယ်ပေါင်ပြွနယ်ဆက်မတော်လင်းတပ်ဖွဲ့ဝင်တွေပြစ်ကြ။ဆက်တက်လေးစီတစ်စင်ဆက်ချွင်ပြီးပြတ်ကျသွားတယ်လို့စစ်တပ်ကမကြမီထုတ်ပြန်လိုက်မယ်လို့တော်လင်းတပ်ဖွဲ့ဝင်တွေကဆိုမကွေးတိုင်းမခုတ်ကူခဲမြိုင်နယ်ပေါင်ပြွနယ်ဆက်မစစ်ကော်မရှင်ရဲ့ဆက်တက်လေးတစ်စင်ကိုပြစ်ချခဲ့လို့မြိုင်ပကဖကဒီညမှာထုတ်ပြန်ထားတယ်။ နိုဝင်ဘာ22ရက်နေ့ညနေ9:00နာရီကျော်လောက်မှာပခောက်ကူမြို့မှာတမတရားတွေကနေတက်လာပြီးပေါင်နယ်တဲ့ဘုံကျဲကပြန်လာတဲ့ဆက်တက်လေ20နဲ့ကဒဇင်ကိုမြိုင်နဲ့ပေါင်မြို့နယ်ဆက်မှာတော်လိုင်းတဖွဲ့တွေကပြကြခဲ့ရဖြစ်ပါတယ်။မြိုင်ဘက်ကဖပောက်ဘက်ကဖနဲ့ MGY ပြတဲ့ဘူပေါင်းတက်တွေကစစ်ကောင်ရှင်စစ်ကြောင်းတိုက်ခိုက်နေချိန်မှာပခောက်ကူတရားတက်ကနေတက်လာပြီးတိတွေ့မှုဖြစ်ပွားနေရကိုလည်းပြကတ်ခဲ့အဆိုပါဆက်တက်လေတွေကိုကာကွယ်တဖွဲ့တွေကဝိုင်းအောင်ပြကတ်ခဲ့ရကြောင်းပြကြသွားဖြစ်ပါတယ်။ ပြန်ကြသွားတဲ့စက်တက်လေးလေးပေါ်မှာမောင်းနေလိုက်ပါအကြပ်ဘက်စစ်သားနဲ့အထိကိုက်တင်ဆုံးရှိမှရှိကြတော့ထုတ်ပြန်ကြမှာဖော်ပြထားခြင်းမရှိပါရခုနှစ်တွင်စကိုင်းနဲ့မကိုင်းမကွေးတိုင်းတွေမှာစက်တက်လေးလေးနဲ့ပုံစံတိုက်ခိုက်လို့ဒေသခံပြည်သူတွေထိကိုက်တင်ဆုံးမှုရှိသလိုပြည်သူများပြားထွက်ပြေးတိမ်ရှောင်ရတယ်လက်ရှိမှာတော့မြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်တွေကိုကြက်ဖက်စစ်ကောင်ရှင်တက်ကအင်အားများပြားနဲ့စစ်ကြောင်းတို့ဝင်ရောက်ပြီးစစ်ကြောင်းတို့ကတရှောင်ရှင်အရက်သားပြည်သူတွေနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဒေသခံပြည်သူတွေလည်းဖမ်းဆီးတပြတ်တိုင်းပြုလုပ်လျက်ရှိပါတယ် ဆလာဘီပေါင်းမြွနယ်တောင်ပိုင်းရှိဗူဇာရီယာကိုတော်လိုင်းတက်တွေဝင်ရောက်တိုက်ခိုက်တုံမှန်တုံနဲ့လက်နက်ခဲများတိုက်စီရရှိမကွေးတိုင်းပေါင်းမြွနယ်တောင်ပိုင်းရှိဝါကျုံရွာနဲ့တစ်ချုံကုန်းရွာကိုစစ်ကောင်မရှင်လက်အောက်ခံပြွာတွေကိုဝင်ရောက်တိုက်ခိုက်ပြီးတုံမှန်တုံနဲ့လက်နက်ခဲများတိုက်စီရရှိခဲ့တယ်လို့အိပလက်ညာမြစ်စစ်သိမ်းဘွဲကတင်တင်ထုတ်ပြန်တယ်ပြီးခဲ့တဲ့နိုဝင်ဘာလရက်နေ့မှာတော်လိုင်းတက်တွေကပေါင်းမြွနယ်တောင်ပိုင်းရှိပြူစောတိအကြီးဆိုတဲ့ဝမ်ကျောင်းရနယ်တစ်ချုံကုန်းကျေးရွာတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ် တိုက်ခိုက်မှုတွင်သုံးမန်းသုံးနဲ့လက်နက်ကင်းများတင်စီရမိပြီးပင်နောက်ပြောက်ကုံရောက်တိုက်ခိုက်မှုစ조사ခဲ့ပေမဲ့စိတ်ဖြူမျိုးလက်နက်ထုတ်လို့ရတဲ့ကစစ်ကောင်ပြင်တပ်သားတွေတက်ကူရောက်ရှိလာတဲ့အတွက်ထိုးလင်းရဲဘော်တွေဒီကံပြည်ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။နိုင်တိုက်ခိုက်မှုကိုအိပ်ပလက်အညာမြေစစ်စင်ရဲဘွဲမြိုင်ပကဖာပေါက်ပပောက်ပကဖာ MGY တက် PLC တက်ပြည်သူ့လွတ်မြောက်ရေးတောင်းနဲ့တခြားပါပိတ်တွေပူပေါင်းလှုပ်ဆောင်ခဲ့ကြပဲဖြစ်ပါတယ်။ဂျပန်စစ်ကော်မရှင်တက်ဟာအောက်တိုဘာလကောင်ကနေနိုဝင်ဘာပထမပတ်အတွင်းဒီပေါင်းပြနယ်တောင်ပိုင်းအင်အားလုံးနဲ့စစ်ကြောင်းထိုးခဲ့ပြီ ဒေသခံပြည်သူတွေကိုတပ်ဖြတ်တာပြည်သူနေအိမ်တွေကိုပေးရွှတ်ဖြန့်စီရာလေကြောင်းကနေတိုက်ခိုက်တိုင်းလှုပ်ဆောင်ခဲ့ကြတယ် H+ ညာမြေတပ်ပေါင်းစုစစ်စင်ဖွဲ့ကထုတ်ပြန်တယ်ဆလဘီမြန်မြွနယ်နယ်ပေါင်းမြွနယ်ဆက်မှာယမန်နေ့ညနေပိုင်းစစ်တပ်ဆက်တက်လေဒစီပြန်ကြောင်းမကွေးတိုင်းမြန်မြွနယ်နယ်ပေါင်းမြွနယ်ဆက်မှာယနေ့ညနေပိုင်းဂျပတ်စစ်တပ်ဆက်တက်လေဒစီပြန်ကြခဲ့ကြောင်းဒေသတွေတော်လိုင်းသတင်းမြစ်တွေကပြောပါတယ်နိုဝင်ဘာလ22ရက်နေ့ညနေ့4:45မိနစ်ခန့်မှာဂျပတ်စစ်တပ်ပခုတ်ကူတမတရားတက်ကတက်လာဆက်တက်လေဒစီပြန်ကြခဲ့တယ် ထို့သောပြကြမှုတွင်စက်တက်လေဤပေါ်လိုက်ပါလာတဲ့ချက်ဖက်စစ်တိုင်းတိစုံရှိမရှိကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။စတက်လေဒီပြကြအောင်တဲ့မြန်မြွနယ်နဲ့ပေါင်းမြွနယ်ဆက်မှာညနေ4:45မိနစ်ခန့်မှာပြကြကြတယ်ပကော့ကိုတက်မှာတရက်တက်ကတက်လာပရိုမိုတာနဲ့စီမှာဒုတိယစီကပြကြကြသွားဆက်တက်လေဒီဝါလိုက်ပါလိုက်စစ်ခွေးအသေးမသေးဆိုတာကိုတော့အတိမပြွနိုင်သေးဘူးလို့ဒေတာတွင်တော်လိုင်းသတင်းမြစ်တွေကပြောတယ်အလားတူနိုဝင်ဘာ6နေ့ကလည်းပြွမှုနယ်မှာကြီးကောင်းတာကိုပုံကျတိုက်ခိုက်ပြီးပြန်လာတဲ့ကျော်ဖန်စစ်တဲ့ဂျိုင်ကော့ပတာတစ်စီးပြကြခဲ့ပြီးစစ်သားနဲ့ဦးသေးဆုံးခဲ့ပါတယ် နားဆင်အားပေးကြတဲ့ရေဒီယိုဝင်ကျေးဇူးတင်ရှိပါရရှင်